လာပါရှင်လွတ်လပ်တဲ့အာရှတန် RFA ရဲ့မက်လာ20ရက်နေ့ကြာတာပရိနေမနက်ခင်းသတင်းအစီအစဉ်လေးကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမစမ်းမောင်းပါရှင် WFP ကပေးတဲ့နောက်ဆုံးအကူအညီကယ်ဆေးစခန်းတွေရရှိသွားပါတယ် စစ်ကောင်စီကိုထိရောက်တဲ့ဆောင်ရွက်ချက်တွေချမှတ်ဖို့အာဆီယံကို UNG တိုက်တွန်းလိုက်ပါတယ်။ဒီသတင်းတွေနဲ့အတူတရုတ်မယားအဖြစ်ရောင်းစားခံရသူတယောက်အကြောင်းနဲ့ချင်းတိုင်းသားဘာသာအစီအစဉ်တွေကိုနားဆင်ရပါမယ်ရှင်။မြန်မာနိုင်ငံကကယ်ဆယ်စခန်းတွေရ WFP ကမ္ဘာစားနေရအစီအစဉ်ကပေးတဲ့နောက်ဆုံးကူညီကိုမနေ့ကနောက်ဆုံးလက်ခံရရှိပါတယ်။ မြန်မာနိုင်ငံကတန်းနဲ့ချီတဲ့လူတွေကိုအကူအညီပေးနေတဲ့အဖွဲ့ဟာအမေရိကန်ကနေရနေတဲ့အကူအညီရပ်ဆိုင်းသွားတဲ့အတွက်ရန်ပုံငွေနှဲပါသွားတယ်လို့ CIA သတင်းကဖော်ပြပါတယ်။လူ15တန်းကိုအကူအညီပေးနေပေမဲ့ရန်ပုံငွေပြတ်တောက်တဲ့အတွက်ဧပြီလမှာလူ3000ခွဲလောက်အတွက်ပဲကူညီနိုင်မယ်လို့ WFP ကပြောပါတယ်ရှင်။စစ်ကောင်စီကမြန်မာပြည်သူတွေအပေါ်ဆက်လက်အကြမ်းဖက်နေတာကိုကင်တွယ်ဖြေရှင်းနိုင်ဖို့အာဆီယံအနေနဲ့ ထရောက်တဲ့ဆောင်ရွက်ချက်တွေချမှတ်ဆောင်ရွက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကတိုက်တွန်းလိုက်ပါတယ်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာလူ့ခွင့်ရေးနဲ့ဒေသတွင်းလုံခြုံရေးအပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုအာဆီယံကဆက်လက်စောင့်ထိန်ဖို့လိုတယ်လို့လည်းဆိုပါတယ်။ပြည်ထောင်နိုင်ငံရောက်နေတဲ့မြန်မာနဲ့တိုင်းဒေသပေါင်းစုံယာနဲ့ချီပြီး လန်ဒန်မြို့မှာရှိတဲ့ရုရှားတန်ယုံရှိမှာမနေ့ကဆန္ဒပြကြပါတယ်။ကျောင်းတွေနဲ့စစ်ရုံတွေကိုစစ်ကောင်စီကပိတ်မထားပြီးတော့နေ့စဉ်ဘုံကျဲတိုက်ခိုက်တဲ့အတွက်ကလင်းငယ်တွေပါဝင်အပြစ်မဲ့ပြည်သူထောင်ထဲချီတေဆုံးနေရတဲ့အတွက်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုစန့်ကျင်ပြီးစစ်ကောင်ဆောင်နဲ့မြန်မာစစ်တပ်ကိုရုရှားအစိုးရကထောက်ပံ့နေတာတွေကိုချက်ချင်းရပ်ဆိုင်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင်ရုရှားအထောက်ပံ့တဲ့မြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার စက်ရုံတိစောက်မဲ့ကိစ္စကိုလည်းပြည်သူတွေကလက်ခံမှာမဟုတ်ကြောင်းပိုစတာတွေကင်ပြီးတော့ကြွေးကြော်ကဆန္ဒပြခဲ့ကြပါတယ်ရှင်။ယာဒီပြင်းလာတာနဲ့အမျှထိုင်းနိုင်ငံကအပူချင်းရကျမ်းမာရေးအတွက်အန္တရာယ်ရှိတဲ့လိမ်မော်ရအဆင့်ရောက်နေပြီမို့တက်နိုင်ရင်လူတွေအပြစ်မထွက်ကြဖို့ကျမ်းမာရေးအာဏာပိုင်တွေကတတိပေးတဲ့အကြောင်းကိုဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ။ မလ9ရက်နေ့ကနေ14ရက်အတွင်းတချို့ဒေသတွေမှာအပူချိန်40ဒီဂရီဆယ်စီယက်ကနေ51.6ဒီဂရီရှိတဲ့အတွက်ကျန်းမာရေးအတွက်အန္တရာယ်ရှိတယ်လို့ပြောပါရတယ်။တက်ကြီးသူတွေ၊ဝါဖြိုးသူတွေ၊အပြင်ဘက်မှာလုတ်ကန်ရသူတွေ၊အရက်တောက်သူတွေနဲ့ကျန်းမာရေးအခြေခံမကောင်းသူတွေအန္တရာယ်ရှိတယ်လို့လည်းတတိပေးထားပါရရှင်။ ဝီကအယောက်40ကိုတရုတ်နိုင်ငံကိုမကြခင်ကပို့လိုက်မှုနဲ့အမေရိကန်ကအရေးယူပိတ်ဆို့လိုက်တဲ့ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်စင်းတွေတင်မှာသူပါတလားဆိုတာမသိရဘူးလို့ဝန်ကြီးချုပ်ကပြောကြားကြောင်းဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြလိုက်ပါတယ်။ဒီကိစ္စကိုနိုင်ငံခြားရေးဝန်ကြီးဌာနကထပ်မံရှင်းလင်းမယ်လို့လည်းပြောပါတယ်။အမေရိကန်ပြည်ထောင်စုနယ်လည်းစိတ်ဝမ်းမကွဲပြားပဲထိုင်းဟာအတတ်နိုင်ဆုံးတာဝန်ဖြည့်ဆည်းတာပဲဖြစ်တယ်လို့လည်းပြောပါတယ်။ တိုင်ကြားချက်တွေအထူးသဖြင့်လူဝင်မှုကြီးကြပ်ရေးဌာနကတိုင်ကြားချက်တွေကိုအခြေခံပြီးတော့ဝီဂါကိုတရုတ်နိုင်ငံကိုပို့လိုက်တာလို့တရားရေးဝန်ကြီးကထုတ်ချေထားပါတယ်ရှင်တရင်တွေကိုတင်ပြခဲ့တာပါဆက်လက်ပြီးတရင်ဆောင်းပါးတွေကိုထုတ်လင်ပါမယ်မြန်မာနိုင်ငံကနေအကြောင်းမျိုးမျိုးကြောင့်ထွက်ခွာလာပြီးထိုင်းနိုင်ငံမှာကြောင်းတက်နေရတဲ့ကြောင်းသားတွေဥပဒေရဲ့အကာအကွယ်မဲ့တာတွေကြုံနေရတယ်လို့ မြန်မာចောင်းသားတွေကပြောကြပါတယ်ဒီထဲမှာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကဗန်ကောက်မြို့ကရင်းမတော်တဆမှုကြောင့်အသက်ဆုံးရှုံးရတဲ့ကိုမင်းပုံးစစ်ရဲ့အမှုကအထင်ရှားဆုံးဖြစ်နေပါတယ်။မထထအိမ်ရောအောင်ကတင်ပြပါမယ်ရှင်။ပြီးခဲ့တဲ့နေ့နိုဝင်ဘာလ16ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ပုဂ္ဂလိကတက္ကသိုလ်အဇမ်ရှင်ကျောင်းရဲမှာဖြစ်တဲ့ရင်းမတော်တဆမှုကြောင့်တိတ်ဆုံးခဲ့ရတဲ့အသက်23နှစ်အရွယ်မြန်မာကျောင်းသားကိုမင်းပုံးစစ်ရဲ့အမှုဟာ အခု9လနီးပါးကြာမြင့်တဲ့အထိတရားမျှတမှုမရသေးပါဘူး။သူဟာလမ်းစည်းကမ်းချိုးဖောက်မောင်းနှင်လာတဲ့ထိုင်းနိုင်ငံသားရဲ့မော်တော်ယာဉ်နဲ့တိုက်မိတာကြောင့်သေဆုံးခဲ့ရတာပါ။အဲ့ဒီထိုင်းနိုင်ငံသားကတော့အခုအချိန်ထိအရေးယူခံရခြင်းမရှိသေးပါဘူး။အမှုအတွက်ကျောင်းဘက်ကသူတို့လှုပ်ဆောင်ပေးရမယ့်တာဝန်တွေနဲ့ပူပေါင်းကူညီမှုတွေမှာ ပြက်ကွက်ခဲ့တဲ့အတွက်အရေးမယူနိုင်ဖြစ်နေတာကိုကိုမင်းဖုံးစည်းရဲ့ညီဖြစ်သူကိုအောင်ဟိန်းတန်က Facebook စာမျက်နှာကနေဖွင့်ဟခဲ့ပါဗျ။ဟိုကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့နော်ဒီလိုမျိုး ဟိုခွဲခြားဆက်ဆံခံရမယ်လို့ကျွန်တော်တို့မထင်ခဲ့တဲ့အတွက်အားလုံးတန်းတူညီမျှခွင့်ပြုရမယ်လို့အဲထင်မြင်ယူဆခဲ့တာပေါ့နော်အစကတော့ဒါပေမဲ့တကယ်တမ်းဒီလိုမျိုးကြုံတွေ့လာခဲ့ရတဲ့ခါဒီမှာဟိုခွဲခြားဆက်ဆံခြင်းတွေရှိလာတဲ့အတွက်လည်းတကယ်ကိုစိတ်ကောင်းဖြစ်ရတယ်ဒီကိစ္စကအရင်ပြန့်နှံ့သွားတော့မှကျောင်းဘက်က action ယူဝန်ဆောင်လောက်တာဆိုတော့အစလေးကသာလုပ်ပြီးခင်ပိုကောင်းတယ်လို့ကျွန်တော်တို့ကထင်နေမိတာပေါ့နော်ရင်တိုက်မှုဖြစ်ဖြစ်ချင်းမှာကျောင်းရဲ့လူနာတင်ရင်ပြက်နေတယ်ဆိုပြီးတုံးခွင့်မရတာ နိုင်ရေးကိစ္စမှာအကြောင်းဘက်ကအကူအညီမရတာ CCTV မှတ်တမ်းမပေးတာစတာတွေကိုထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက်မတ်လ14ရက်နေ့မှာတော့ចောင်းတာဝန်ရှိသူတွေကမိသားစုကိုခေါ်ယူဆွေးနွေးခဲ့တယ်လို့ကိုအောင်ဟင်းတန်ကပြောပါရယ်လက်ရှိမှာထိုင်းရှင်းနေတဲ့လိုအပ်တဲ့တပ်သေးအထောက်အထားတွေနဲ့အတူရဲစခန်းမှာအမှုဖွင့်ပြီးတော့ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါရယ်ကိုမင်းဖုံးစစ်တေဆုံမှုအတွက်ចောင်းတာဝန်ရှိသူတွေရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး RFA က assumption တက္ကသိုလ်ကိုဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားတာမရှိပါဘူး ထိုင်းနိုင်ငံပတုံထဏီခရိုင်တမဆက်တက္ကသိုလ်ကမြမကျောင်းသူမဟေလင်ကတော့ကျောင်းသားရဲ့အသက်အန္တရာယ်ထိခိုက်ခဲ့ရတဲ့ကိစ္စကိုကျောင်းအာဏာပိုင်ကအပြည့်အဝကာဝယ်မပေးတဲ့အပေါ်ဝေဖန်ကန့်ကွက်လိုက်ပါတယ်။သူတို့ကဒါပြန်ပြီးတော့ငါတို့ကိုတွန်းတော်လန်နိုင်ချက်မရှိဘူးဆိုတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါအပြင်မှာပဲဒီထိုင်းရဲ့ဥပဒေမှာဆိုလို့ရှိရင်လည်းဒီနိုင်ငံခြားသားចောင်းသားတွေအတွက်အကောက်ပဲပေးထားတာဥပဒေမျိုးတွေမရှိဘူးအဲ့ဒါဗီဇာဥပဒေတွေတော့ပဲရှိ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကလည်းတိုင်းတစ်ပါးမှာရက်တည်ရတဲ့မြန်မာចောင်းသားတွေအပေါ်ရိုက်ခတ်မှုရှိတယ်လို့မဟလင်းကဆိုပါတယ်။အခုလိုပြည်ပရောက်မြန်မာចောင်းသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးအမှခံချက်မရှိတဲ့အခြေအနေကစိုးရိမ်စရာဖြစ်တယ်လို့ဗန်ကောက်မြို့ KMUTT နီးပညာတက္ကသိုလ်ကမြန်မာចောင်းသားကိုဒေးဗစ်က RFA ကိုပြောပါတယ်။အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာဘာလို့ပုံပြီးတော့အဲစိုးရိမ်ရလဲဆိုတော့နောက်ပိုင်းထက်လာမယ်မြန်မာចောင်းသားတွေအတွက်က ပို့ပြီးတော့ဘယ်ကြောင့်ပို့ပြီးစိတ်ဖြစ်တယ်ဆိုတာကိုအဲပို့ပြီးမျိုးဝင်ထုတ်ဆရာရရှိလာရပေါ့နော်မတ်လ16ရက်နေ့မှာတော့အဇမ်ရှင်တက္ကသိုလ်ကမြန်မာကျောင်းသားတည်ဆုံမှုအတွက်ဝန်ထမ်းကျောင်းနဲ့တည်ဆုံသူရဲ့ညီဖြစ်သူကိုအောင်ဟင်းတက်ရဲ့2025ခုနှစ်ပညာသင်နှစ်ဝက်စာအတွက်ပညာရေးစရိတ်ကိုထောက်ပံ့ပေးမယ့်အကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ကိုအောင်ဟင်းတက်ကတော့ဒီကမ်းလှမ်းချက်ကိုလက်မခံခဲ့ပဲအခုဖြစ်သူအတွက်တရားမျှတမှုရရည်သာမျှော်လင့်တယ်လို့ RFA ကပြောပါတယ်ရှင်။ တရုတ်ပြည်မှာအလုလုရမယ်ဆိုတဲ့သွေးဆောင်ဖျားယမှုနဲ့ခေါ်သွားပြီးတော့တရုတ်မယားအဖြစ်ရောင်းစားခံရတဲ့မြန်မာအမျိုးသမီးအတွေ့အော်များများရှိနေပါတယ်။သူတို့ထဲကမဆုဆုဆိုတဲ့အမျိုးသမီးငယ်အကြောင်းဒစိတ်တဆောင်းကိုမင်းရင်စနိုင်းကတင်ပြပါမယ်ရှင်။အသက်30ဝန်းကျင်ပကုန်းသူမဆူဆူဟာလွန်ခဲ့တဲ့ဆန်းနဲ့ကတရုတ်မယားဖြစ်ရောင်းစားခံလိုက်ရပြီးတော့သမီးတယောက်မွေးခဲ့ရပါတယ်။ အခုတော့တရုတ်ပြည်မှာတရားမဝင်နေထိုင်မှုနဲ့အချုပ်သုံးလိုက်ကြပြီးတော့မြန်မာပြည်ကိုပြန်ပို့ခံလိုက်ရတဲ့လူဖြစ်ပါတယ်။သူက2015ခုနှစ်ကမင်းမျိုးကစားတောက်ဆိုင်ဒီဇိုင်းမှာအလုံးလုံးနေရင်မျိုးသားတယောက်နဲ့ရင်ငန်းပြီးတော့လက်ထပ်ပေါင်းတင်လိုက်ပါတယ်။လက်ထပ်ပြီးမကြခင်မှာပဲသူခင်ပုံကသူ့မိရှိတဲ့တရုတ်နိုင်ငံရွှေလီမြို့ကိုအလုံးလုံးပို့ခေါ်သွားပြီးတော့သူ့ကိုထားခဲ့ရကနေရောက်ခမကတရုတ်တယောက်စီမှာရောင်းစားလိုက်တာပါ။အမေရဲ့အမေရပေါ့သူကလည်းအေးတိယူပြီးမှ အဲနေတာပေါ့သူကနေပြီးတော့ဟိုမှာအလုပ်လိုက်တော့ကိုပြောတယ်ပြောတဲ့အချိန်ကတော့ကိုကလည်းသူ့စကားကိုယုံပြီးတော့အဲဒီရွှေဒီဘက်ကိုလိုက်သွားတယ်လိုက်သွားတော့ရွှေဒီရောက်တဲ့ခါကျတော့အော်သူကသူ့သားနဲ့အမနဲ့ကိုနေရာလုံးကိုတရုတ်ဘက်လုံလိုက်တော့ပေါ့သူကသူ့သားကိုအရင်အိမ်ပြန်ပြီးတော့မှတ်ပုံမျိုးပြန်လောက်ခိုင်းမယ်တဲ့ဆိုပြီးတော့ပြောတယ်ပြန်လောက်ခိုင်းပြီးတော့မှပြန်လိုက်လာပေါ့သူ့သားကလည်းအမကိုပြစ်ထားခြင်းပြန်သွားတယ် ခင်မုံပြန်လာမှာကိုရောက်ခမစီမှာစောင့်နေရတဲ့အချိန်မှာပဲသူ့ရောက်ခမကခါနန်းပြည်နယ်ရှင်းဟောင်ခရိုင်ဟွဲပြည်မြို့ကတယောက်တယောက်စီမှာမယားဖြစ်ရောင်းစားလိုက်တာပါ။အမီရဲ့ဘုံမဆားမယ်တဲ့။ဒီအချိန်ကတော့ကို့ပြင်ပြီးရဆုံးမပပလေးပြင်ပေးထားတယ်။နောက်မှလည်းပြင်ပေးထားတဲ့ခါကျတော့အစတော့ဘီးလေးကြီးကိုပေါ့ကို့စိတ်ထဲမှာတွေးရ။ခင်းစားရုံတက်တက်ဖေးပါဘလို့အလားကြီးကို့ပြင်ပေးထားတာလေပေါ့။ ဒါပေမဲ့အဲ့ကောင်တင်းကျင်လာတယ်မနာမနေဘူး။နောက်ပိုင်းကျတော့သူကလည်းသူအလိုလိုရိမ့်မိလာတယ်။တယောက်လည်းမဟုတ်ဘူး၊နှစ်ယောက်လည်းမဟုတ်ဘူး။ဘာပဲမဲ့အများကြီးဆိုတော့ဒီအဲ့လိုတနေ့တနေ့နေ့တိုင်းနေ့တိုင်းအဲ့လိုပဲဆိုကြတော့ကိုယ်လည်းရိမ့်မိလာတယ်။အဲ့လိုကနေမှတဖြည်းဖြည်းစပြီးလာ။ကိုဒီလိုဒီလိုလုပ်မှာ။အချောက်ထဲမှာ3လကျော်နေခဲ့ရပြီးတော့မြမတန်ယောင်ဘက်ကပြန်လက်ခံစားရောက်တဲ့အခါမှာသူအပါဝင်တခြားရောင်စားခံရတဲ့အမျိုးသမီး29ယောက်ပြန်ပို့ခံတယ်လို့ပြောပြပါဗျာ။ ပြန်ပို့ခံရတဲ့လူတွေထဲမှာအကုံဝန်ဆောင်အမျိုးသမီးနှစ်ယောက်ပါလာတာကိုမဆုစုတတိထားမိခဲ့ပါတယ်စစ်တပ်အနာတင်လိုက်တဲ့နောက်ပိုင်းမှာအခုလိုဖြစ်ရတဲ့ပုံများလာတယ်လို့လူကောင်ကူးခံရသူများကူညီစောင့်ရှောက်ရေးဖွဲ့ကအမည်မဖော်လိုတဲ့တာဝန်ရှိသူတယောက်ကပြောပြပါဗျ။လူကောင်ခံရတဲ့လူသမီးငယ်လေးကိုမတော့အတူအများဆိုရင်ခိုင်မကွေး conflict area တွေကနေပြီးတော့သူတို့အနေနဲ့က ဒီစီးပွားရေးချက်တည်းတော့သူတို့နိုင်ငံသားတော်ရေးအလုပ်လုပ်ဖြစ်ကြတယ်။အမှန်လမ်းကြောင်းကနေသွားဖို့ဆိုလို့ရှိရင် passport လောက်တာအစားအယံခက်ခဲတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် conflict area တွေမှာရှိရဥမာဆိုပါဆို as status နောက်တော့ရှင်းမြင်းသားငားမြင်းသားတွေက passport လောက်လို့မရဘူး။မရတဲ့အခါကျတော့သူတို့ကပုံမှန်လမ်းကြောင်းနဲ့ရွေးချယ်လို့မရဘူး။မရတဲ့အခါကျတော့ပုံမှန်ဘုတ်တော်လမ်းကြောင်းကိုပို့ပြီးရွေးချယ်ကြတယ်။ အဲ့ရလည်းပဲပုံမှန်မှုတော့လည်းကြောင့်ရွေးချယ်ကြအဖြစ်လူကုန်ကူးခံရမယ်ဖို့အတွက်ကပို့ပြီးတော့ရှာခိုင်နှုန်းတွေညစ်တက်လာတယ်မြန်မာနိုင်ငံဟာလူကောင်ကူးမှုတိုက်ဖျက်ရေးမှာပူပေါင်းဆောင်ရွက်မှုမရှိတဲ့အဆိုးဝါးဆုံးနိုင်ငံအဆင့်300နေရာမှာဆက်ရှိနေကြောင်းအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ဂျွန်လ24ရက်နေ့ကထုတ်ပြန်တဲ့2024ခုနှစ်လူကောင်ကူးမှုဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ မဆူဆူကတော့လက်ရှိအချိန်မှာဝန်ရဲအတွက်ရရအလောက်တစ်ခုလောက်ရင်တရုတ်ပြည်မှာထားခဲ့ရတဲ့သမီးငင်နဲ့ပြန်တွေ့ရမယ့်ရက်ကိုမျှော်လင့်နေပါတော့တယ်။အခုတော့ချင်းတိုင်းသားဘာသာအစီအစဉ်ကို ထုတ်လင်ပါမယ်။မြန်မာဘာသာစာတန်းထိုးနဲ့နားဆင်ကြည့်ရှုရမှာပါရှင်။ Gramsung Ramlengi Ummi Chimmi Ulnao Po Landam Jaw Mo RFA Chim Program Minin Nan Kut Nem Kan Lau Kai mars nleik kadisin thakin k a m n a l a k ka do anakpol asau s a n s a l m e c h i n r a m phalam k w a ka do anaka s า i r a r thang lamisin z a r k a s u n g a vanjamin bomzanga lai anrakthak tia c h i n r a m re kai bupon henisin thei asi c h i n อ m u ta phwa chou cnoi tu p h a n g tu salai timme in mars n ม e อ n g a n i khalonga vanjam thon bomzale somnga lai anrakthak mars nreik kadisin n s i l k a d i s i n นี่เลยลูกเตียงเงพ่อมจะลีลวนสงาิกหลายอสิดงเตียอสิมสกุมท่านี้กุลวนลีนเวมบานิกวายสินทอกนซีนดีเอฟิเลชินยนองตมปีปอลนพลัมควาลักเทนาติงสงาอันรักนอรทกีกาดอนักปอลสงาเอสีราทางซาเลสมทมลจูอนุงินอันรักกายงาเตียซีนดีเอฟินอันสิมสกัมีกลักกาดอนักสินนุนนอเลียมทอนเปปา ตัวสุ่มมีประคัดนินตาฟลามควาฮีหาคาคลปีทนเป้งสอมลีช่องนองันนากาอุมร SEC ละมินตราฟลามและทันตลางสุ่โลดิงชงอันท่าจางหัวสวเอ็นอตุเวกินอันคําเรรุนาสีฟลามตาจูอวคดาอบังโลมีบาจัปมทนมันอันรับกับเชวกาดอนักจูอโสสางวโบดิงมาสีตยาอสิมาส ตัวคาดว่าน่าสูสังเรมีขลายาจะนิสมรูปริตรักับสขันเชลโลจูพลัมคปีจูชิ้นยนองปอลินอันลักเทจาวสีมาสในเรุกนีอาดพลัมคปีทอนแป้งให้ขัดทองอัลันนาเกอุมมีหลังจากขวาจูเอสซีิลามินวันจำทอนบ่มันทางนักร่งาคริสเตียนเบียกินเตลินมีพีอินเชกัดอารักเซตยาตัวซุมมีปอลินอันเซมาซี มาร์สนิไฮสอรี่สินทอกมีกุมท่องหิกุลางาพุนสังลงลุดนักสามิบวยะชินรัมกุลาอภีตุจาแต่กมเซลีปริยัดลงอันอุมิชินรัมฟิมเทียมนักทวนทัวอภีตุอเมลบิกุมอสีตยาเทสีชินรัมกุลาเป็งปกวาอุมิฮาคาเลตดิมคปีลงอ่ะเอสเอสีลามินอันอุกเทชีพุนดังอ่ะจุนเชมชัยไกบูโปลี อุปนักต่างหากอุ้มเรียวสิชินรัมปียาอัฐกาติทาคาเลยอัฐกาติตดิมสาสิทธานะปัญิลงอุ้มไทยอัพีตูดิงาจะจินอเปกตูจังอาสมงาปรกอันอุ้มนานอัตกินอรักพีตูฮีจะลีปริยลงอันอุ้มเตียมีมาในงานสาสิทธานะอีจะจินิสินเทสิมีมารัมปีหัวปินตูกุมสุงาพุนสังลงลุดนักดิงสามีบวยอัพีตูติงหิลวนอันอุ้มสิ จุมิสงอภิตูอมัลบิกิกยารมสีอภิตูซาเลสมทุมปนีลองอันอุมิชินรำฮีอภิตูอมัลบิกสังตัวสีอาชากาติตติมาอภิตูซาเลสมงาชงอันอุมิปลิกเลรากาโปลินสาวเขนนักโปลอันในสกุลเราเดียกันตัวสุมิโปลินสิงเทสี RFA ရဲ့စီစဉ်နေကိုတော့ဒီမှာပဲရနာပြစေမြန်မာပြည်သူပြည်သားများ 白案的报案的，公安机关是